။ကိုကအရင်အေးရဲပြီးတော့တခုဆိုရင်တခြားစိတ်ဆက်တယ်အဲ့လိုတုတ်စင်တာလောက်တက်တယ်ပောက်ပြရတယ်ပြောတယ်လားဟုတ်တယ်အရောကိုကတခုအရင်ပတိစိတ်တယ်ပတိစိတ်တယ်အဲခြားလဲကိုကအကားစားကြီးလည်းလိုက်စားတယ်ကိုကတဝက်လောက်ပြန်ပြန်ပြန်ငယ်သွားတာပေါ့နော်တဝက်လောက်ကိုကရှေ့ပိုင်းကတော့ဒီအကူကရင်းနေမရအောင်အစိမ်းအားလုံး ဟိုတီယောက်ခေပေါ့နော်ဒီကျွန်တော်တို့ဒီအဲတော့အရင်ကကျွန်တော်ရိုက်ခုရပေါ့နော်ဒီဒီယောက်ခေ clinic aesthetic clinic ညညာလေးပါအခုတစ်ခေါက်ထည့်ရိုက်တော့ ုပုံစံလေးကိုပေါ်ပေးထားလို့ပြောပြပါအောင်ဟုတ်ကဲ့အဲဒီရောက်ခေတီ aesthetic clinic ကြော်ညာလေးကိုပေါ့နော်ဘုံဘောကလည်းဒီဂျင်ဘောကမှာပေါက်သွားတဲ့ဆရာပေါ့နော်ဆရာရဲ့နောက်ပြီးတော့ခိုင်စုမလေးခိုင်စုနဲ့ထားပါပြီးတော့ကိုယ်လည်းအဲလိုဆရာဝန် character လေးနဲ့ project တော်များမြင်နေလဲဆိုအဲ့အလေးကိုဟိုပေါ့ဖြည့်စည်းပေးတဲ့သဘောနဲ့ဒီထဲမှာဆရာဝန် character လေးနဲ့လိုက်ထားပါတယ်ဟုတ်ဘယ်လိုဖြစ်လို့ဒီဆံမလေးကနေဒီညာကိုရောက်တော့ခဲ့ရတယ်ပေါ့မကြည်ရတယ်ဒီပြပြပြပါအဲ့လိုပဲစိတ်လည်းလမ်းမလေးရောက်ပါစိတ်လည်းလမ်းမလေးရောက်ပါလေးရောက်လေးရောက်မှနည်းနည်းကြောင်း ကံပါတော့အဲကူလဲပိုးဝင်တော့လည်းပါတော့ကူလဲနေနေလှုပ်ကြိုးစားလို့ပေါ့ကြိုးစားပါဗျာမင်းကကြိုးစားပါအဲ့တော့မှပြောပြပါအောင်ဒါကိုနဲ့ဒီ KBU ပေါ့နော်လူပညာရံဘယ်လိုမျိုးလေးရောရှိလဲဟုတ်အကိုနဲ့ကအရင်ကမျိုးစစ်ဗီဒီယိုတည်းအများကြီးရိုက်ဖူးတယ်နော်အရှိမလဲအဲ့ဒီဟိုထားတော့နောက်ပြီးတော့ခီးရေးသွားပြီးမျိုးစစ်ဗီဒီယိုအများကြီးရိုက်ဖူးခဲ့ဟုတ်ကဲ့ series တည်းရိုက်ထားပါတယ်ဟုတ်အကိုကအရင်အေးရဲ့ပြီးတော့တခုဆိုရင်တေချာစစ်စက်တယ်အဲ့လိုဟို ခုရိုက်တော့မယ်ဆိုလဲမြိုက်ခင်တွေကတိချာတိုင်မင်းနေပေါ့နော်အဆုံးရိုက်ထားတဲ့ဒီ why music video ဆိုရင်မြိုက်ခင်တွေကတိချာအကျိတ်နဲ့တိုင်မင်းပြီးတော့တစ္စည်းတွေဆိုလဲတိချာပြင်ဆင်ပြီးတော့ဟိုအပင်ပန်းခံပြီးတော့ခီးမှာတဲွားပြီးရိုက်ခဲ့ရပေါ့အဲ့ဒါလေးဆိုရင်တော့အမှတ်တရပါပဲဟုတ်ဟုတ်ပေါက်ပြရလေလုတ်တယ်သူစင်တာလုတ်တယ်ပေါက်ပြရလေပြောတယ်ဟုတ်တယ်အရောအဲ့လိုတီတီလေးနဲ့အဲ့လိုပေါက်ပြရပြောတယ်လေတိုက်ပြီးဖြစ်မှာပါပါဟိုကအပါတော့အရင်ပါအခုဆိုရင်အခုတော့အင်တာဗျူးမှာဆိုရင်အတီးနဲ့ဟိုဖြေးနေရတယ်ခါကြောက်ရှင်နဲ့သူဟာတရဖြေးနေနဲ့ဖြေးနေရတယ် ဒါရိုက်တာအမကတော့ဒီနေ့လေးတော့ပြောင်းတော့ပြောင်းလိုက်တော့နော်ပုံစံလေးတွေစားဟုတ်တယ်ဟုတ်တယ်ဝိတ်တွေပါလေးကြာပြီဒီနေ့ပြောပြပြီးတော့အမြင်လေးတော့ရန်ကြိုးစားဒီလည်းအဲ့လိုမင်းသမီးတွေပါလေးလုပ်မယ်လို့ကြားတယ်ဟုတ်လားဟုတ်ပါဘူးဒါပေမဲ့လေအခါခွင်းတယ်ပေါ့လကတော့စိတ်တော့ပါတော့ဟိုဒီစိတ်ကမှလည်းလာနော်လာဟုတ်ဒီစိတ်ကမှလည်းဟုတ်အဲဟိုဟိုရှိတယ်လာပြီးခဏအမြဲလာလို့ကြာဒီမှာနေရလား အဲနေနဲ့နေတော့ပါဘာပဲနေရလို့ကြားတယ်နော်ဒီမှာအဲကြောင့်ဝိတ်ဒီပါကြားတော့ဒီချာလေးလုပ်ပြီးတော့ဒီစကဲနေပြီးအထရီမန့်နေယူပြီးတော့တခြားလဲအဲ့လိုကိုကိုစူးစမ်းပြီးတော့ဝိတ်ချနေအောင်နော်ဟုတ်ကိုယ်ရဲ့ဘယ်လိုမျိုးပြောတယ်ဒိုးဝက်ချက်တွေကဘာလို့ထင်နေလဲမသိပါဘူးအဲပြောနေတက်လို့လာတယ်မခလို့အကြောင်းအကြောင်းညဖြစ်မလဲပေါ့အကုန်လုံးတော့ပါမယ်နေဒါပေမဲ့ကိုကအခုအရက်ပတိစိတ်တယ်ပတိစိတ်တယ်အဲတခြားလဲကိုကအကားစားရည်လဲလိုက်စားတယ်ဘယ်လိုကိုရင်းလဲဆောင်းဆိုတော့ အဲအဲ့ဒါလည်းပါမယ်ထင်တယ်ပေါ့နော်အဓိကတော့စေခန်းဆောင်လည်းပါပါတယ်အစေခန်းဆောင်ဟုတ်ပါဟုတ်တယ်ဒီကတော့တစ်ဝက်လောက်ပြန်ပြန်ပြန်ငယ်သွားတာပေါ့နော်တစ်ဝက်လောက်ဟိုကစေပိုင်းကတော့ဒီအာကိုကတော့ယူနေမရတော့စေခန်းအာကိုကိုဆိုရှေ့အမြဲတမ်းလို့လက်ထဲမှာ breed တစ်ခုနဲ့သူဘယ်ဘက်သွားသွားခီးဘက်သွားသွားဘယ်ဘက်သွားသွား breed မြင်စိတ်တယ်ပေါ့နော်ပြောလို့ကိုကိုလက်လို့ဖသာရေးလိုက်စားဖို့အမြဲပြောတယ်ဟုတ်အဲ့တော့ဒါရိုင်းထားတဲ့ကားတွေနောက်လာမဲ့ပလန်တစ်တွေနဲ့ပြောရင်းနဲ့ပြည်သက်တွေကိုဒါလေးပြောထားချင် ဟုတ်ကဲ့ထပ်လာမယ်ဒီ series တွေရိုက်ဖို့လည်းရှိသလိုကိုမထွက်သေးတဲ့ drama queen ဆိုတဲ့ကားလည်းရှိရပါတော့เนาะအဲ့ဒါလည်းလည်းအပိတ်ကြပါအောင်လို့ပြောချင်ပါတယ်ဟုတ်အဲ့ဒီမှာကိုဘယ်လိုပုံစံနဲ့တွေ့ရမလဲအဲ drama queen ဆိုလဲ character အစ်စ်ကလေးပေါ့နော်ဟိုအဲ့လိုမျိုးအဲဇလန်းလေးကလည်းနည်းနည်း fancy လေးလည်းပါတယ် drama လေးလည်းပါတယ် drama queen ဆိုတဲ့ drama လေးလည်းပါတယ် fancy ပါတယ်နောက်ခါကျရင် comedy လေးလည်းပါတယ်ရသအစုံပေါ့အဲ့ထက်မှဆိုလို့ရှိရင်လည်းမင်းသားမင်းသမီးအများကြီးနဲ့အဲ့လိုအာအာရပါရကြည့်ရမယ့် series လေးပေါ့နော်ခြားထည့်မယ့် series တွေလည်းအဲ့လိုဘယ်သူရဲ့ character တွေနဲ့ရိုက်ဖို့ရှိပါတယ် ကိုယ်မှာ character နဲ့တော့တူလို့မဖြစ်ဘူးเนาะနည်းနည်းကွဲမိတော့ထင်တယ်အဲကွဲပါတယ်သူကအဲ့ထဲမှာဟိုလောက်ရတာပေါ့အဲ့လိုသူက drama ကြီးပဲဟောဘူးရင်စက်ကားလိုအဆွေးအလွမ်းအနေသိမဟုတ်သူကအဲ့လိုနော်သူကအဲ့လိုသူကလည်းပေါ့ပေါ့ပပပြပြပြောစရာလေးတွေနေပြီးတော့ဟိုဟာတိကျဆောင်အမျိုးသားဟိုနော်တိကျဆောင်ဘယ်နှယောက်6ယောက်9ယောက်10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 ယောက်အင်းဒီယန်4ယောက်ပေါ့နော်ဟုတ်ပါဘူးသူတော့တော်တော်လေးဒါလေးတော့ ထပ်လာလို့ရှိရင်လည်းအားပေးဖို့ပေါ့ break တဲ့လို့ဒါလေးကြိုပြောထားစေတယ်ဟုတ်အဲ drama queen ဆိုတဲ့နေ့ထွက်လာရင်သူကသူကဟောနော်မျိုးသားတယောက်ဆောင်အများကြီးနဲ့အားရပါရကြည့်ရပါမယ်အဲ့တော့အဲ့တော့ဘာလို့မတူပဲတဲ့မင်းသားတယောက်အပိုင်းပင်ပိုင်းတော့ပဲပါတယ်ဟုတ်တယ်ဒီပိုင်းအတိုင်းတော့မဟုတ်ဘူးညပဲဟမ်နော်မင်းသားရဲ့ရလို့အရှိအနောက်ပေါ့ဟုတ်တယ်သူကစလန်းအလိုတော်တော်ပိုင်းဆိုရင်ထပ်ပြောင်းသွားတယ်တော်တော်ပိုင်းဆိုရင်မင်းသားပြောင်းသွားရဲ့ဆိုတော့ငကားနဲ့မင်းသားအများကြီးကြည့်ရမယ်ခါလေးဆိုတော့လေပင်ဆက်လမ်းလေးကလည်း ဟိုပါဘောနော်ပျော်စရာလေးပါတယ်ဗောနော်ဟိုက location နဲ့လည်းကျွန်တော်ဟိုနေပါလက်ထွက်ရိုက်ခါအကြည့်ရရင်ကြည့်ရကြမှာပါလို့နည်းနည်းအားပေးကြပါဦးနော်